တပွဲကို2000ငွေ3000ပေးရတဲ့ပဇွန်မာလာဟင်းကိုဒီနေ့ပဇွန်လုပ်တောင်းပို့နေချက်မယ်နော်။အရင်ဆုံးစက်တော်အဖြူအနီနဲ့ဂျင်းထောင်းထားတာလေးကိုစီတက်ပါမယ်။ပြီးရင်တော့မာလာအနှစ်လေးထည့်ပါမယ်။ငွေသီးချောက်ကတော့အရှိတောင်းလေးကိုထည့်ရင်တော့ပိုကောင်းတာပေါ့နော်။ကျွန်မကတော့အိမ်မှာရှိရင်ငွေသီးချောက်ကိုပဲထည့်လိုက်ပါရစေ။အကြောင်းလေးပိုလှအောင်လို့စိမ့်မုံလေးပါထပ်ထည့်လိုက်ပါရစေ။ပြီးရင်တော့တန့်စင်ထားတဲ့ပဇွန်လေးကိုတခါလေးထည့်ပြီးတော့ချက်လိုက်ပါမယ်။ ပစုံကို6 6ကလေးအနေနဲ့ထားပြီးတော့ခြာနိုင်လေရဟဲ့ကျမအိမ်ကပစံနဲ့ချက်တဲ့စပုံးမှုကတော့သူကရေဆွတ်ဆွတ်ကလေးထားခြင်းနဲ့သူ့ကိုကျမရေနွေးလေးထပ်ထည့်လိုက်ပါတယ်ပြီးရင်တော့အရသာပုံငန်းထပ်ထည့်ပါတချို့မှလားအစ်တရားတော့အငန်လေးရဲ့အတွက်ကြောင့်မို့လို့အငန်လေးကိုမြည်ကြည့်ပြီးမှထည့်ပေါ့နော်လူရောမှာပဲအခုလိုမျိုးအနှစ်ကလေးကြာလာပြီဆိုလို့ရှိရင်တော့ခြာလို့ရပါပြီ ပေါ်ကနေပြီးတော့နည်းနည်းမင်းလေးအုပ်လိုက်ရတယ်ပေါ့နော်အခုကအိမ်မှာတော့ကြက်သွမိတ်ပဲရှိလို့ကြက်သွမိတ်ကလေးပဲအုပ်လိုက်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ပွေးပြီးတော့စားကောင်းနေပစုံမာလာဟင်းလေးရပါပြီရှင်